မင်္ဂလာပါ readjust refocus day 4လေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီ focus လေးမှာတော့ဒီနေ့၄ရက်မြောက်နေ့ပေါ့နော်၄ရက်မြောက်နေ့ရဲ့ focus လေးမှာတော့ကျွန်မကအဆုံးသက်တွေကိုကြိုဆိုပါဆိုရဲခေါင်းစဉ်လေးနဲ့အဲစာအုပ်ထဲမှာလည်းစာလေးတစ်ပုဒ်ရေးထားတယ်ဒီ focus လေးမှာလည်းကျွန်မအဆုံးသက်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုကျွန်မအဲမျှဝေခြင်းနဲ့ပြောပြခြင်းနဲ့ပေါ့ ကျမတို့တွေကအဆုံးသက်တွေပေါ့အဆုံးသက်တွေဆိုတာ ending တွေပေါ့နော် ending တွေရုပ်ရှင်တကားပြီးသွားပြီဆိုလို့ရှိရင် the end ဆိုပြီးတော့စာရင်ထိုးတယ်လေနော်အဲအဲ့လိုမျိုးပဲကျမတို့ဘဝမှာအဆုံးသက်တွေဆိုတာရှိပါတယ် ending တွေနော်ဒါပေမဲ့အဲ့ဒီအဆုံးသက်တွေကလေပြောရမယ်ဆိုလို့ရှိရင်တကယ် လုတ်ဖို့ဆိုတာကလည်းတကယ်တော့ခက်ခဲနေတတ်ပါတယ်เนาะဒီတကူကိုလွယ်လွယ်ကူကူပဲเนาะဒါမဖြစ်နိုင်တော့ဘူးဆိုရက်လိုက်တော့ပေါ့အဆုံးသတ်လိုက်တော့ပေါ့เนาะအဲ့နေရာနေထွက်ခွာလိုက်တော့ပေါ့အဲ့လိုမျိုးပြောရတာကလွယ်ပေမဲ့တကယ်တမ်းမှာကျမတို့ကအเจ้าညာတကူကိုကိုပဲဖြစ်ဖြစ်အခြေအနေတကူကိုပဲဖြစ်ဖြစ် အဲနေရာတစ်ခုခုသို့မဟုတ်လူပုတ်ကိုတယောက်ရပေါ့နော်ဘလို့ပဲဖြစ်ဖြစ်တစ်ခုခုကိုကျမတို့ကလက်ကိုလို့ရတော့မယ်အဆုံးတက်ရတော့မယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကတကယ်တော့ဘာဖြစ်လဲဆိုအမှန်တမ်းမှပဲခက်ခဲတတ်ပါတယ်နော်ကိုမကြိုက်တဲ့သူတယောက်နဲ့စွန့်ခွာရတယ်ဆိုလို့ရှိရင်တော့မှအဲ့ဒီအရာကခက်ခဲနေတတ်သေးတယ်နာကျင်မှုတွေနဲ့ခက်ခဲနေတတ်သေးတယ်နော် ရိုက်ခတ်မှုတွေရရှိနေသေးတယ်ပေါ့နော်အဆုံးသတ်လိုက်ပြီဆိုတာတော့မှဒါပေမဲ့ကျမဆိုလိုချင်တာကအဆုံးသတ်တွေဒီခက်ခဲတယ်ဆိုတာတော့မှန်တယ်ဒါပေမဲ့အဆုံးသတ်တိုင်းဟာလုံးဝပြီးဆုံးသွားတာမျိုးမဟုတ်ဘဲနဲ့နောက်တစ်ခုအတွက်အစတစ်ခုလည်းဖြစ်တတ်တယ်ပေါ့နော်အရင်မဲစိတ်ဝင်စားစရာကောင်းပါတယ်ပြောရမယ်ဆိုလို့ရှိရင်လေကျမတို့ဘဝတွေက chapter တွေနဲ့ လာတတ်ကြရတယ်ပေါ့နော် chapter ကြီးဟိုစာအုပ်တအုပ်ကိုဖတ်တယ်လို့ပဲစာအုပ်တအုပ်မှာ chapter တခုပြီးသွားတယ်အဲ့ဒီ chapter ပြီးသွားတာဟာနော်လုံးဝပြီးသွားတာမဟုတ်သေးဘူးနောက် နောက်တစ်ခုအတွက်နောက် chapter တစ်ခုအတွက်ကတော့ဘာဖြစ်လဲဆိုအစဖြစ်တယ်။အဲ့ဒီ chapter ပြီးသွားတော့မှပဲနောက် chapter တစ်ခုကလည်းစခွင့်ရတာဦးเนาะကျမတို့ကြော်ဖက်လို့လည်းမရဘူးလीเนาะဟိုအရင်စိတ်ဝင်စားစရာကောင်းနေကျမတို့ရဲ့ဘဝမှာအရာအလုံးကဘယ်လိုပုံစံနဲ့သွားနေလဲဆိုလို့ရှိရင်အဲစာအုပ်တအုပ်နဲ့လည်းတူတယ်เนาะရုပ်ရှင် series တစ်ခုနဲ့လည်းတူတယ် episode တစ်ခုချင်းတစ်ခုချင်းသွားနေတယ်လို့ပေါ့เนาะဒီဟာတစ်ခုပြီးသွားပြီမဲ့တကယ်တော့ဒါပြီးသွားတာမဟုတ်ဘူးနောက်တစ်ခုရဲ့အစလည်းသွားပြီးတော့ဖြစ်နေတတ်တယ် ဟိုအဆုံးသက်တစ်ခုပေါ့အဆုံးသက်တစ်ခုကိုလုံရတော့မယ်ရင်ဆိုင်နေရပြီเนาะတကယ်လည်းအဆုံးသက်လိုက်ရပြီဆိုတဲ့အခါမှာအဲ့ဒီအရာကိုကျမတို့ကလုံးဝပြီးဆုံးသွားပြီဆုံးရှုံးသွားပြီဆိုတော့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒါဟာကျမတို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်တယ်။နောက်တစ်ခုအစ်စ်တဖန်ပြန်လဲစတင်ခြင်းဖြစ်တယ်နော်။အဲအဲ့လိုမျိုးကျမတို့တွေးနိုင်နေဆိုလို့ရှိရင် စိတ်ထဲမှာတော်တော်လေးကိုအားရှိရတာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒါပြီးသွားပြီမယ်လို့ကိုကနောက်တစ်ခုကိုမှာ next chapter တစ်ခုရှိရယ် next episode ရှိတယ်။ပြီးရခါမှာပိုကောင်းတဲ့အရာတွေနဲ့လည်းတွေးနိုင်တယ်။ပိုကောင်းတဲ့လူတွေနဲ့လည်းထပ်ပြီးတော့တွေးနိုင်တယ်အဆရှိသဖြင့်ပေါ့နော်။ဒီလိုမျိုးကျမတို့ပြောရမှာဖြစ်တယ်။ ကျမစီကိုဆိုလို့ရှိရင်ခဏခဏပဲเนาะ relationship တွေနဲ့ပတ်သက်တဲ့ဆိုဒီလိုမျိုးပဲဟိုပြောကြဆိုကြတဲ့အခါမှာခဏခဏကြားရတာမျိုးတွေရှိရပါတော့။အဲ့ဒါဘာလဲဆိုလို့ရှိရင်လေဟာ तू ကတော့ကိုယ်မျက်ရည်နဲ့မျက်ခွဲဖြစ်အောင်လုပ်တယ်လို့เนาะ။ तू ကြောင့်မလို့ငိုရတယ်။ तू ကြောင့်မလို့နာကျင်ရတယ်။ तू ကြောင့်မလို့ဒေါသတွေဖြစ်ရတယ်။ तू ကြောင့်မလို့စိတ်ဆင်းရဲရတယ်။အဆရှိတယ်ဒါမျိုးတွေပြောတတ်ကြတယ်เนาะ။အဲ့ဒီဟာကလေကျမကိုပြောတယ်ဆိုတာကဟိုတစ်ခါလည်းမဟုတ်တော့ဘူးနှစ်ခါလည်းမဟုတ်တော့ဘူးเนาะ၃ခါ၄ခါ အခုမှပြောရလဲမဟုတ်ဘူးလွန်ခဲ့တဲ့ဗနေနှစ်လောက်ခရေကနော်အဲ့ဒီအကြောင်းအရာတွေကိုပြောပြောနေတာနော်ပြောတဲ့သူကလည်းနော်အဲဒီလိုမျိုးဖြစ်တယ်အဲ့ပြီးတော့ဖြစ်တဲ့သူကလည်းဘာလဲဆိုအဲ့ဒီတယောက်နေပဲသူဖြစ်တာ နော်အဲ့ဒီအောင်နေပဲစိတ်မချမ်းသာဖြစ်ရတယ်အဲ့ဒီအောင်ကြောင့်ပဲနော်ငူရရဲနာကျင်ရရဲအဆရှိတည်နေဖြစ်တာအဲ့တော့ကျမပြောတယ်နော်အရာအလုံးကဘလို့ဖြစ်နေလဲဆိုစိမ့်ပက်တန်နေဖြစ်နေပြီ तू အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်နော်ဘသူကြောင့်လဲဆိုတာလဲကျမကသိနေပြီဘာဖြစ်လို့လဲဆိုတာလဲသိနေပြီနော်ပြဿနာတွေဒါမတူရင်မတူမယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ဖြစ်လာတဲ့အဲ့ဒီပြဿနာတွေရဲ့အနောက်ကအကြောင်းချင်းရတွေကအကုန်လုံးတူတူပဲနော်ကျမပြောတယ်စိတ်မညစ်သေးဘူးလား နော်နောက်တစ်ခုမငီးငွေ့သေးဘူးလားငါတော့မှနားထောင်ရတာပြင်းလာပြီနော်ဘာဖြစ်လို့ရှိရင်ဘာဖြစ်မယ်ဆိုတာကိုလည်းသိနေပြီနော်အဲပြီးတော့ဘာဖြစ်လို့ဒီဟာတွေဖြစ်လာတယ်လဲဆိုတာကိုလည်းငါသိနေပြီနော်ကာယခံရှင်ဖြစ်တဲ့သူကဒီ loop ထဲမှာပေါ့နော်ဒီဆက်ဝိုင်းထဲမှာနော်နှစ်ပေါင်းများစွာဒီလိုပုံစံနဲ့ပဲကျင်လည်နေခဲ့ပြီးတော့အဲ့ဒီအရာကိုအခုချိန်ထိမသိသေးဘူးလားကျမအဲ့လိုပြန်ပြီးတော့မေးကြည့်တယ် ပုံစံကဘယ်လိုဖြစ်လဲဆိုကျွန်မတို့က same pattern နေပေါ့เนาะခဏခဏဖြစ်တယ်ခုနပြောသလိုနာကျင်မှုတွေဝမ်းနေရတာတွေမကြိုက်တာတွေဒေါသဖြစ်ရတာတွေခံပြင်းရတာတွေเนาะအဲအဲ့လိုမျိုးတွေဖြစ်တယ်ဆိုတာကလေတခါတည်းကြောက်လို့ရှိရင် universe အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်မတို့ကသင်ခန်းစာတစ်ခုကိုမကြည်ညက်သေးဘူးဆိုလို့ရှိရင်အဲ့ဒီသင်ခန်းစာကိုကျွန်တော်တို့ပြန်ပြီးသင်နေရတဲ့သဘောမှရှိရပေါ့နော်။ကျွန်တော်တို့ကတော့ဒီသင်ခန်းစာတွေကတော့ကျွန်တော်တို့သင်ယူဖို့အတွက်ကိုပြပေးနေတာပဲ ော်ကျမတို့ဖြတ်တန်းလာခဲ့တဲ့ journey မှာနော်ဒီလူတယောက်စီကနော်ကို့အပေါ်မှာမကောင်းတဲ့လူတယောက်ကတောင်မှတကယ်တမ်းမှာကို့အတွက်ဆရာဖြစ်နိုင်သေးရဲ့လीနော်ကို့ရဲ့အသေးခွဲမှုတစ်ခုချင်းစီတိုင်းဟာကို့အတွက်တကယ်ကို holy teacher ဖြစ်နိုင်တယ်ကို့အတွက်တကယ်ကိုမြင့်မြတ်တဲ့ဆရာတယောက်ဖြစ်နိုင်တယ်ဆိုတော့ကျမနားထောင်ပူတယ် နော်အဲ့လိုလူတယောက်ကတော့မှကိုယ့်ရဲ့ဘေးနားမှာအမြဲရှိပြီးတော့ကိုယ့်ကိုတင် जा ပေးနေပြီနော်ဒီ lesson တွေကိုလက်ခံလိုက်တော့ healthy boundary တွေကိုဘယ်လိုချမှတ်လိုက်တော့ဒါတွေကိုခွင့်မပြုနေတော့ဒါတွေကိုအဆုံးသတ်လိုက်တော့အစရှိသဖြင့်အဲ့လိုသင်ပေးနေတာတောင်မှအဲ့ဒီ lesson တွေကိုကျမတို့က learn မလုပ်နိုင်သေးဘူးဆိုရင်ဘာဖြစ်လဲဆိုအဲ့ဒီ same pattern တွေကကျမတို့စီကိုတစ်ချိန်လုံးလာနေမှာပဲ universe ကကျမတို့အဲ့ဒီ lesson တွေကိုပဲထပ်ခါထပ်ခါပေးနေမှာကိုမသိယူတဲ့၍မပြုတ်ပြင်တဲ့၍အဆုံးမသက်တဲ့၍ဘာလို့မလဲဆိုကျမတို့ကိုထပ်ခါထပ်ခါပေးနေမှာပဲဒီ toxic ဖြစ်တဲ့ relationship cycle တွေမှာနှစ်ပေါင်းများစွာနေရဒီလူနဲ့ပဲရှိနေတယ်ဒီလိုပုံစံပြဿနာတွေပဲဖြစ်တယ်เนาะဒါတွေပဲပြန်ပြောရတယ်เนาะပြန်ချစ်တယ်လို့ရန်ဖြစ်တယ်လို့အဆရှိတယ်ပြင်ပေါ့เนาะဘလို့ပဲဖြစ်ဒီထဲမှာလဲပြီးတော့တကယ်တမ်းမှာအဖြေတစ်ခုဆိုရလဲရှိမနေဘူး ဲ့ဒီစိတ်ဆင်းရဲရယ်ဆိုတဲ့တန်တရားကြီးတွေမှာပဲလည်နေရယ်ဆိုရင်ကျွန်မပြောတာဘာလဲဆိုမငီးနေတော့ဘာဖြစ်လို့လဲဒါကကိုလက်ခံလို့ဖြစ်နေတာဒီအကြောင်းအရာတွေဘာဖြစ်လို့ဆက်ပြီးတော့ဖြစ်နေလဲဘာဖြစ်လို့အဲ့စိမ့်ပက်တန်တွေကဆက်ပြီးတော့ဖြစ်နေလဲဘီနာကြီးတဲ့လူတွေနားထောင်ရတဲ့သူတွေတငယ်ချင်းတွေကဒါတွေကိုကြည့်ပြီးတော့အဲ့ဒါကဘာဖြစ်လို့လဲဆိုတာကိုအလွတ်တည်းရနေပြီ ဘာပြီးရင်ဘာလုပ်တော့မယ်ဘယ်သူကဘာလုပ်တော့မယ်ဘာပြောလိုက်ရင်ဘယ်လိုပြေလည်သွားမယ်ပြီးရင်နောက်တစ်ခါကျလို့ရှင်ဘယ်လိုပြဿနာပြန်တက်ကြမယ်ဆိုတာကျမတို့ကသိပြီးသားဖြစ်နေပြီဒါပေမဲ့သူတို့မသိဘူးအဲ့လောက်တောင်မှအကျဉ်းကြီးအတွက်ဒီများနေပြီဆိုလို့ရှင်မငင်းညူနဲ့ကိုကဒါကိုဆက်ပြီးတော့ဖြစ်ဖို့အတွက်ကိုခွင့်ပြုပေးထားတယ်ဆိုလို့ရှင်အဲ့ဒီအရာဒီဆက်ပြီးတော့ဖြစ်နေမှာပဲတကယ်တမ်းမှာအဖြေကဘယ်သူစီမှရှိနေရလဲပြဿနာဘယ်သူစီမှရှိနေရလဲကိုစီမှရှိနေရလဲ နော်အဲ့တော့ကိုကကိုပဲကျမတို့ကပြန်ပြီးတော့မေးရမှာအဲ့တော့ဒါကျမဥပမာတစ်ခုအနေနဲ့ပဲပြောလိုက်တာဖြစ်တယ်တကယ်တမ်းမှာကျမတို့စီမှာအဲ့ဒီလိုမျိုးအခြေအနေတွေအဖြစ်အပျက်တွေကျမတို့ဘဝမှာအများကြီးရှိတယ်လူပုဂ္ဂိုလ်တွေအများကြီးရှိတယ်ကျမတို့ကစွန့်လွတ်ဖို့တင့်တော်တယ်ဆိုတာကိုသိတယ်ဒါပေမဲ့မစွန့်လွတ်နိုင်ဘူး ရက်ဖို့အသင့်တော်တယ်ဆိုတာကိုသိရတယ်။ဒါပေမဲ့ကျမတို့မရက်နိုင်ဘူး။ဥမာအဲတခုခုကိုစွဲလန့်နေเนาะကိုမူးရစ်စေတဲ့အရာတခုခုเนาะအရက်တော့တာပဲဖြစ်ဖြစ်တခုခုပေါ့မကောင်းမှုဆိုတာလည်းသိတယ်။ဆွန့်လို့ရမယ်ဆိုတာလည်းသိတယ်။ဒါပေမဲ့ဆွန့်လို့ဖို့ကိုခက်ခဲတာเนาะဒါမျိုးတွေကကျမတို့စီမှာရှိတတ်တယ်။အဲ့တော့ကိုကကိုလုပ်နေတဲ့အရာတခုကိုကိုက အဆုံးမတတ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဒီဘာလဲဆိုဒါကိုဆက်ပြီးတော့ဖြစ်လာဖို့ကိုကိုကခွင့်ပြုနေတဲ့သဘောပဲအဲ့တော့ကိုခွင့်ပြုနေတဲ့ရွေအဲ့ဒီဟာလည်းကိုစီကိုဆက်ဖြစ်နေမှာပဲအဲ့ဒါကိုကျမတို့ကတည်တည်ကြာကြာသဘောပေါက်ထားဖို့လိုတယ်တချို့ကဆိုလို့ရှိရင်ပြောကြရလေ ဟာဒါပေါ့နော်ဒီဒီ relationship ကတော့အရင်က toxic ဖြစ်တယ်အဲ့တော့မပြတ်နိုင်ဘူးပေါ့နော်တကယ်တော့မပြတ်နိုင်တာကိုမပြတ်နိုင်တာလေဒါပေမဲ့အဲ့ဒီခါမှာတချို့ကကြတော့လေဘယ်လိုမျိုးပြောကြလဲဆိုတော့ဒါ universe ကအချိန်မတန်သေးဘူးပေါ့ဒါ divine timing မဟုတ်သေးဘူးအချိန်မကျသေးဘူးအဲ့တော့မပြတ်သေးဘူးဒါပေမဲ့လေ universe ဆိုတာကလေကိုနဲ့ရှင်တွဲပြီးတော့အလုပ်လုပ်ရတာ နော် you are your universe ဆိုတာသင်သိတာသင်ရဲ့ဆက်ကြမလားကျွန်မရေးရစာအုပ်ပဲနော်အထိကဘာလဲဆိုလို့ရှင် तू ကအလကားထိုင်နေလို့မရဘူး तू ကဘာလုပ်ရမှာလဲဆိုလို့ရှင် तू နဲ့လိုက်ပြီးတော့ကိုကအလုပ်လုပ်ရမှာနော် အဲ့တော့ဒီဟာတွေကိုမြင်တယ်ဒီဟာတွေကိုပြနေတယ်ဒါပေမဲ့ universe ကပေးမဖြတ်သေးလို့ထင်တယ်ငါရေးစားနေမဖြတ်သေးပါဘူးဒီလောက်ဆိုးတဲ့လူနဲ့လည်းငါဆက်ပြီးတော့ပဲဒီလိုမျိုးပဲဖြစ်နေမှာပဲဆိုတာကဒါကပြောရမယ်ဆိုလို့ရှိရင်ဟိုကိုယ့်ဘာကိုမလုပ်တာကိုယ့်ရဲ့ effort ကိုမလုပ်တာ နော်ကိုယ်ကဆက်ပြီးတော့ခွင့်ပြုထားတာကိုယ်ကအဆုံးမသက်တာအဲ့ဒီခါမှာဒါကိုဆက်ပြီးတော့ဖြစ်ခွင့်ပေးနေအဲ့ဒါ universe နဲ့တော့မဆိုင်ဘူး နော်အဲ့တော့ universe ကလည်းပြောမှာပေါ့အဲ့ဒါဆိုလို့ရှိရင်အေးနေုံကပြနေသားပဲနော်အချိန်ချင်းပြနေတယ်ဒီလူကမကောင်းဘူး cheat လုပ်တယ်နော်လိမ့်တတ်တယ်ညာတတ်တယ်သစ္စာပေါက်တတ်တယ်နေုံအချိန်ချင်းပြနေရပဲနေုံမျက်ရည်နဲ့မျက်ခွဲပြအောင်လုပ်တယ်နားကျင်အောင်လုပ်တယ်ခံစားရအောင်လုပ်တယ်အဲ့ဒါနေမသိဘူးလားသိတယ်ဒီငါလည်းပြနေရပဲနော်ဒါပေမဲ့အဲ့ဒါနေဘာလို့မရက်တာလဲ no လို့ပြောရဖို့ဆိုတာနေရဲ့ကိစ္စလေနော်အဲ့လိုမျိုးပဲ universe ကလည်းပြန်ပြောမှာပေါ့ဟုတ်တယ်မလားဒါရည်စရာပြောတာပါ အဓိကဘာလဲဆိုလို့ရှင်သူဖြတ်ပေးမဲ့အချိန်သူကတော့ university ကအကြားထဲကိုဝင်လာပြီးတော့ဟဲ့နင်တို့ဖြတ်လိုက်တော့လို့တော့ဘယ်ပြောပါမလဲเนาะဒါပေမဲ့ဘာလဲဆိုသူရဲ့အလုပ်ကိုသူလုပ်ပေးနေရလေသူပြပေးနေရဒါကကို့အတွက်เนาะဒီတယောက်ဒီကို့အတွက်မဟုတ်ဘူးဆိုတာကိုသူပြပေးနေရအဲ့ဒါသူရဲ့သူ့ရဲ့အလုပ်ကိုသူလုပ်နေရလေအဲ့ဒါကိုကိုကလိုက်လို့ရမှာဟုတ်တယ်မလားမဟုတ်ဘူးဆိုတာကိုသိလို့ရှင်ဘာဖြစ်လို့ဆက်ပြီးတော့ ဟိုလှုပ်မချနိုင်တာလေလက်ကုံမလုံးနိုင်တာလေเนาะအဲ့ဒါကျွန်တော်တို့စဉ်းစားမယ့်အချက်ဖြစ်တယ်အများသောအားဖြင့်ပေါ့နော်ဒီ relationship တွေမှာဆိုလို့ရှိရင်ဒါအဆုံးသတ်ဖို့ခက်ခဲတယ်ဒါပေမဲ့ဒါက relationship တခုတည်းကိုပဲကျွန်မပြောတာမဟုတ်ဘူးကျွန်မဒီထဲမှာเนาะစာထဲမှာရေးထားတာလေးတမျိုးဖြစ်တယ် podcast ထဲမှာပြောတာလေးတမျိုးဖြစ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့ကျွန်မပြောတဲ့အရာတွေမှန်သမျှသည်เนาะဒါကျွန်မအခု ဒီနေရာမှာကျွန်မ clarify လုပ်ပါမယ်ကျွန်မပြောတာတွေမှန်သမျှသည် relationship တစ်ခုထဲမှာမဟုတ်ဘူးကျန်တဲ့အရာတွေမှာလည်းမလုပ်လို့ရလဲဆိုတော့တွားပြီး apply လုပ်လို့ရတယ်အဲ့လိုသဘောမျိုးပေါ့ကျွန်မကိုယ့်အကူစဉ်းစားတယ်ဒီ talk ကိုကျွန်မမပြောခင်တော့ကျွန်မလေအဆုံးသက်တွေကို embrace လုပ်ရမယ်ပေါ့ထွေးပွေ့ရမယ်ပေါ့နော်အဓိကတော့ value လုပ်ရမယ်အဲ့လိုသဘောပေါ့ အဲ့ဒါကိုကျွန်မစဉ်းစားအဲ့ဒီအဲ့ဒီအကြောင်းကိုပြောလို့ရှိရင်ငါဘာအကြောင်းပြောရမလဲဆိုကျွန်မစဉ်းစားခုအကြောင်းကိုကျွန်မပြန်မြင်တယ်အဲ့ဒါဘာလဲဆိုကျွန်မဒီဒီနှစ်ပေါ့2025ခုနှစ်မှာကျွန်မကိုယ်အလေးချိန်တော်တော်တိုးလာတယ်ပေါ့နော်ဘယ်လောက်လဲဆိုတော့မမင်းနဲ့ဘာလို့ဆိုကျွန်မလုံးဝမချိန်တဲ့အတွက်ကြောင့်မသိဘူးဒါပေမဲ့ကျွန်မနောက်ဆုံးချိန်လိုက်တဲ့အချိန်တုန်းကကျွန်မရဲ့ဟိုကိုယ်အလေးချိန်ကပေါင်150ကျော်နေပြီပေါ့နော်အဲ့တော့ကျွန်မအတွက်ကအကောင်းဆုံးဆိုတော့ အလေးချိန်က138လောက်ကကျမအတွက်နေလို့လည်းအရန်ကောင်းတယ်လို့နောက်ကျမကိုယ့်ဘာကိုလည်းယုံကြည်မှုရှိတဲ့ဟိုကိုခန္ဓာမျိုးပေါ့နော်ကျမဘာလို့လေးဝဲဝဲအဆင်ပြေနေရဆိုတာမျိုးအခုကအဆင်မပြေတော့ဘူးနိအဲ့တော့ကျမဘာလို့သွားပြီးစဉ်းစားမိနေလဲဆိုတော့အော်ဒါကလည်းဘာလဲဆိုကိုခွင့်ပြုထားလို့ဖြစ်တာလေနော်အစာစားတဲ့ကိစ္စမှာကျမအရန် control ရော့လာတယ်ကျမ control မလုပ်နိုင်ဘူးပေါ့နော် ဘလို့ဖြစ်လဲဆိုတော့ stress ပဲအဓိက stress eating လုပ်တာကျွန်မသူများတွေကတချို့တွေကဘလို့လဲဆိုလို့ရှိရင် stress ဖြစ်တယ်ဆိုလို့ရှိရင်လုံးဝမစားတော့ဘူးလေစားခြင်းစိတ်လည်းမရှိတော့ဘူးစားလို့လည်းမကောင်းတော့ဘူးအဲအဲ့လိုပေါ့နော်အစားအသောက်နဲ့ပတ်သက်ရင်ဟို withdraw လုပ်လိုက်တယ်အဲ့လိုပုံစံမျိုးအဲ့တော့ပိန်တယ်တချို့ကကျွန်မကတော့အဲ့လိုမဟုတ်ကျွန်မ stress ဖြစ်လေးစားလေးပဲပြီးတော့ အစားသမျှလည်းကျမအကုန်ကောင်းနေတယ်အရသာရှိပြီးတော့နောက်ပြီးတော့ကျမတစ်ချိန်လုံးလေးလိုက်ရှာနေတယ်စားစရာအောင်လိုက်ရှာနေတယ်အဲ့လိုဖြစ်လာအဲ့တော့ဒီ2025မှာဆိုလို့ရှိရင်ကျမအခုနောက်ပိုင်း6လလောက်ပါပေါ့နော်ဘာဖြစ်လာလဲဆိုတော့အရင်ကိုတက်လာတယ်ကိုလေးချိန်နိကိုလေးချိန်အရင်ကိုတက်လာတယ်ဘိုက်တွေပါရီဆိုလည်းတော်တော်ပူလာတယ်အဲ့ဒါကိုလေကျမဘာလို့သွားစဉ်းစားမိလဲဆိုတော့ဒါကလေအဲ့ဒီစားတဲ့ကိစ္စကိုကျမဒီအဆုံးမတတ်နိုင်ဘူး အဆုံးမသတ်နိုင်ဘူးကျွန်မဘာလုပ်လဲဒီဒါပေမဲ့ဒီကြားထဲမှာကျွန်မဒီနှစ်ထဲမှာကျွန်မ၃လေးခါလောက်ကျွန်မချရဲเนาะချလို့ရှင်ねကြတော့ကြတော့ပါတယ်ခဏပေါ့ဒါပေမဲ့ပြီးလို့ရှင်ပြန်တက်လာတာပဲเนาะအဲ့တော့ကိုကအဆုံးမသက်တဲ့ယူဘာဖြစ်လဲဆိုကိုမကြိုက်တာတွေကကိုစီမှာဆက်ဖြစ်နေမှာပဲ ပထမပိုင်းမှာကျွန်မ relationship နဲ့ပတ်သက်ပြီးတော့ပြောလိုက်လို့တကယ်တော့ကျွန်မတို့ရဲ့ daily life မှာပဲကြုံနေရတဲ့အရာတွေမှာကျွန်မတို့တွေဒီဆက်ပြီးတော့တခုခုဖြစ်ဖို့ကိုခွင့်ပြုထားရဆိုလို့ရှိရင်ကိုမကြိုက်တာတွေဒီဆက်ပြီးတော့ဖြစ်နေဦးမှာပဲကိုတိုင်းအဆုံးမသက်တည်း၍အဲ့ဒီအရာတွေကိုယ့်စီမှာဆက်ဖြစ်နေရပဲเนาะအဲ့ဒါက universe နဲ့ဘာမှမဆိုင်ဘူးเนาะအကုန်လုံးကတော့ဘာလဲဆိုလို့ရှိရင်ကျွန်မတို့ကိုเนาะပြသနေတဲ့ ။သင်ခန်းစာတွေရှိရယ်၊ယူစေခြင်းနဲ့သင်ခန်းစာတွေရှိရယ်။ဒါပေမဲ့အဲ့ဒါတွေကိုကျမတို့ကလက်မခံနိုင်ဘူး။နော်ပိတ်နေရယ်ဆိုလို့ရှိရင်ကျမတို့အဲ့ဒါတွေကိုအဆုံးမတတ်နိုင်ဘူး။နော်။အဲ့တော့ပြောကြမယ်။ဟာမမုံရယ်နော်အဆုံးတတ်ဖို့ဆိုတာအမတန်ခက်တယ်။ဒါကကျမနားလဲတယ်။တခုခုအဆုံးသတ်ဖို့ဆိုတာအရင်ခက်ခဲတယ်เนาะခွဲခွာရတဲ့ကိစ္စတွေပဲပြန်ပြောပြောကြည့်အောင်เนาะအဲ့တော့တယောက်နဲ့တယောက်ခွဲခွာရဆိုတဲ့အခါမှာမုံနေသူနဲ့ခွဲခွာရရင်တော့မလီ အဲ့ဒီအဆုံးသက်ကခက်ခဲတယ်ဘာဖြစ်လို့လဲဆိုတော့နာကျင်မှုကြီးကြံ့လာအောင်เนาะအဲ့ဒီနာကျင်မှုတွေကကိုယ်ကိုဆက်ပြီးတော့ရိုက်ခတ်နေတယ်เนาะအဲ့တော့အဲ့ဒါတွေကိုပြေပြောက်အောင်ဖြေပြောက်နေရတာအဲ့တော့ပြောရမယ်ဆိုမုံဆွဲဆိုတာလည်းရှိရလေเนาะတတိယနေသေးရမပြတ်သေးဘူးအဲ့ဒါဘာလဲဆိုဒါပေမဲ့ချစ်လို့လားဆိုမဟုတ်ဘူးတတိယတန်းတာလွန်းဆိုနေရလားမဟုတ်ဘူး ဘာဖြစ်နေရလဲငါခံလိုက်ရတယ်ငါ့ကိုသူကလှုပ်သွားတယ်ငါ့ကိုမရိုင်းသွားတယ်နော်ငါ့ကိုကျိန်စာတိုက်သွားတယ်နော်ဆိုပြီးတော့စိတ်ထဲမှာ မုန်းပြီးတော့တတိယနေရယွံပြီးတော့တတိယနေရနော်သူ့အကြောင်းကြားလိုက်ရင်သူ့နာမည်ယူကြလိုက်ရင်ယွံကြောက်ကြီးဖြစ်ပြီးတော့ဟိုအော်ဂလီဆန်လာတယ်လို့ပြုတ်ခြင်းအန်ခြင်းတယ်လို့မျိုးဖြစ်လာအဲ့ဒါဘာလဲဆိုမုံဆွဲပဲဒါပေမဲ့အဲ့လိုမုန်းတဲ့အဆွဲနဲ့သွင်းလန်းခဲ့တဲ့အရာကတော့မှတကယ်အဆုံးသက်ဒီမှာမလွယ်ဘူး အဲ့ဒါကိုတွားပြီးတော့တွေ့ရတယ်နော်ပြောလို့ရှင်တော့ဟာကိုမကြိုက်တဲ့သူပဲကိုမုန်းတဲ့သူပဲသူနဲ့အဆုံးသတ်လိုက်ရတာဘာဖြစ်လဲနော်ဒါပေမဲ့မထင်နဲ့အဲ့လိုမျိုးမုန်းပြီးတော့ခွဲခွာရရတဲ့အခါမှာတော့မအဆုံးသတ်ဆိုတာတကယ်တော့မလွယ်ဘူးအဲ့တော့နာဟို တကယ်ကိုချစ်ချစ်ရတဲ့ခွဲခွာရတယ်ဆိုတော့နေရာတွေမှာလည်းအမတမခက်ခဲတယ်အဲ့တော့အဆုံးသက်တည်းဆိုတာခက်ခဲတယ်ဆိုတာမှန်တယ်ဒါပေမဲ့တစ်ခါလေမှာကျမတို့တွေဒီလုံးဝရှေ့ဆက်လို့မရတဲ့အခြေအနေတွေရှိတတ်တယ်ချို့ relationship တွေမှာဆိုလို့ရှိရင်လေအရင်ဝမ်းနေစရာကောင်းတဲ့ relationship တွေရှိရယ်နော်နှစ်ယောက်စလုံးတည်တယောက်နဲ့တယောက်ချစ်တယ်တမိုးထားတယ်နော်ပြည့်စုံတယ်အရာရာကဟိုအဆင်သင့်ဖြစ်နေတယ်ဒါပေမဲ့သူတို့နှစ်ယောက်မှာချိတ်ဆက်လို့မရတဲ့ဟိုအရာတွေရှိနေတတ်တယ် အားနေချက်ကြီးကျမကြီးနဲ့သက်ဆိုင်တဲ့ကိစ္စတွေဒါမျိုးတွေရှိတယ်အဲ့လိုမျိုးအခါမှာဗာလဲဆိုလို့ရှင်နောက်ဆုံးမှာခွဲခွာရခြင်းဆိုတဲ့လမ်းကိုပဲရွေးလိုက်တာကမှအဆင်ပြေတယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်နော်အဲ့လိုမျိုးတွေလည်းရှိတာပဲမုံမခွဲခွာရတာမဟုတ်ဘူးချစ်ပြီးတော့ကိုခွဲခွာသွားရတယ်ချစ်ပြီးတော့ကိုဝေးခွာသွားရတယ်ဆိုတဲ့လူတွေလည်းကျမတို့ဘဝဝင်ကျမရှိတတ်ကြတာပဲနော်အဲ့တော့ဒါပေမဲ့တေးကြတာတကူကတော့ဗာလဲဆိုလို့ရှင်ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တချို့အခြေအနေတွေမှာကျမတို့က လုံးဝဆက်သွားလို့မရတော့ဘူးဆိုတော့ဟာမျိုးကြီးကျမတို့စီမှာရှိတတ်တယ်။အဲ့ဒီအခါကျလို့ရှိရင်ကျမတို့ရွေးချယ်စရာလမ်းကလည်းဘာလဲဆိုလို့ရှိရင်အဆုံးသတ်လိုက်တာပဲ။ဒါပေမဲ့အဲ့လိုအဆုံးသတ်လိုက်တဲ့အတွက်ကျမအရှိမပြောခဲ့သလိုမျိုးပဲဒါဟာလုံးဝအပြီးသက်ပြီးသွားတော့မဟုတ်ဘူး။ဒါဟာနောက်တစ်ခုစဖို့အတွက်အစပြုံးမှုတခုလည်းဖြစ်တယ်။လူတစ်ယောက်တည်သွားတယ်ပဲဆိုပါစို့နော်။တည်သွားတယ်ဆိုရင်တော့မှဘာလဲဆိုဒါကဒီဘဝအတွက်ဒါအဆုံးသတ်သွားတာနောက်ဘဝအတွက်မှာတော့အစတစ်ခုဖြစ်တယ်။ အဓိကပြောချင်တာတော့ဗာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာကိုယ်အဆုံးသတ်ချင်တဲ့အရာတွေဘာတွေရှိနေလဲဒါပေမဲ့ကိုကလက်မလွတ်ရဲဘူးဘာတွေကိုကြောက်နေရလဲเนาะအဲ့ဒါကိုလက်လွတ်ချလိုက်ဖို့လက်ကိုလှုပ်ဖို့အတွက်ကိုကိုယ့်ဖိအားပေးနေတဲ့အရာတွေကဘာတွေလဲဒါလေးတွေကိုစဉ်းစားကြည့်စေချင်တယ်စဉ်းစားပြီးတော့ဒီ comment မှာလည်းရေးပေးစေချင်တယ် welcome လုပ်ပါတယ်ကိုယ့်ရဲ့ experience လေးကိုကိုခံစားရတာလေးဒါတွေကအရင်အကျိုးရှိပါတယ်ပြီးတော့ကျမအတွက်လည်းတကယ်အဲ့လိုမျိုး comment တွေကိုကျမဖတ်ရတဲ့အခါမှာအရင်ကိုအားဖြစ်စေပါတယ်ကျမနောက်တနေ့ကိုဘာထပ်ပြောမလဲဆိုတာဆက်ပြီးတော့ပြောရမလဲဆိုတာကိုကျမအတွက်အားတစ်ခုဖြစ်စေပါတယ်ပေါ့နော်အဲ့တော့ comment တွေရေးပေးနေကြတာလည်းတွေ့ရဲအဲ့ဒါကိုလည်းကျမဒီနေ့ကနေကျေးဇူးတင်တဲ့အကြောင်းကိုကျမပြောချင်တယ်ဒါလေးကိုကျမ နောက်ဆုံးပိတ်ကလေး wrap up လုပ်ပေးရမယ်ဆိုလို့ရှိရင်အဆုံးသက်တရားခက်ခဲရဆိုတာမှန်တယ်ဒါပေမဲ့တချို့အချိန်တွေမှာကျမတို့ကအဆုံးသက်ဖို့ကိုပဲရွေးချယ်လိုက်ရတာမျိုးတွေရှိတတ်တယ်နော်ချစ်တဲ့သူနဲ့လည်းအဆုံးသက်ရတယ်မုန်းတဲ့သူနဲ့လည်းအဆုံးသက်ရတာပဲကောင်းတဲ့အခြေအနေမကောင်းတဲ့အခြေအနေဘလို့ပဲဖြစ်ဖြစ်အဆုံးသက်တစ်ခုကိုကြုံရတဲ့အခါတိုင်းမှာစိတ်ညစ်မသွားပါနဲ့နော်ဘာဖြစ်လို့လဲဆိုလို့ရှင်အဆုံးသက်တွေဟာအစပြိုမှုတစ်ခုလည်းဖြစ်နေတတ်တယ်ဆိုတာလေးကိုသတိရစေချင်လို့ပါ အခုနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် readjust your mind refocus your energy and realign with yourself thank you for listening